အဲ့ဒီပရတာလောနဲ့ပြန်လဲကြိုးစားလိုက်ပါတယ်နော်ဒီနေ့ reading ကကြတော့လေကိုကိုကိုတွေးဖြစ်နေတဲ့သူကဘယ်သူလဲဆိုတာကြည့်ပေးမနော်တကယ်လို့သူကအင်းကိုရဲ့ဟိုဘယ်လိုရမလဲသူကမင်းတို့ရဲ့တွေးတဲ့သူဟုတ်ရဲ့လားဆိုတာတစ်ချက်လေးဖွင့်ကြည့်ပေးမနော်ကိုကိုအခုလောလောဆယ်မှာတွေးတွေးနေတဲ့သူကဘယ်သူလဲဆိုလို့ရှိရင်တဟေး the herophant နာကြတော့လေကို့တွင်းနေတဲ့လူ啊လေဒီအမ်အလောက်မှာတာဝန်ယူဘယ်လိုပြောမလဲအလောက်မှာတာဝန်အတာဝန်ယူတဲ့သူတာဝန်ယူရတဲ့သူ啊ဘယ်လိုပြောမလဲလေနဲ့တာဝန်တစ်ခုကိုယူရတဲ့သူဆောင်ရွက်ရတဲ့သူတာဝန်ကျင်းပွန်ထမ်းဆောင်နိုင်တဲ့သူဝတ္တရားကိုလေဟိုဘယ်လိုပြောမလဲတာဝန်ဝတ္တရားကိုလေဘယ်လိုဒီတကူးလောက်မယ်ဆိုလို့ရှိရင်လည်းလေအဲ့လိုမျိုး ဲ့လိုမျိုးဒီကျေပွန်အောင်လောက်တက်တဲ့သူပေါ့နော်ဥဆောင်နိုင်တဲ့သူပေါ့သူများသူများရဲ့ဥဆောင်ဥဆောင်နိုင်တဲ့သူသူများကိုဥဆောင်နိုင်တဲ့သူသူများကိုသူများဆရာလို့ခေါ်လို့ရတဲ့အဆင်ပေါ့နော်ဘာဘာအလို့ဘလို့ဘလို့နေရာမျိုးမှမဆိုဘလို့ဌာနမျိုးမှမဆိုဒီလိုမျိုးဒီလိုမျိုးသူများသူများရဲ့ဆရာဖြစ်ဖြစ်နေနိုင်တယ်เนาะသူများရဲ့အာ သူများရဲ့အထင်ကြီးလေးစားဆရာကောင်းတဲ့သူဖြစ်နေတယ်ဒီလူကကြတော့သူ့ရဲ့ပုံစံကနေရာတစ်ခုရထားပြီးသားသူဖြစ်နေတယ်နေရာတစ်ခုဆိုတာဒီအလုံးအလုံးနေရာတစ်ခုမှာနယ်ပယ်တစ်ခုမှာဟာဟိုကောင်းဆောင်ရတဲ့သူဖြစ်နေတယ်เนาะသူများအားကြလေးစားရတဲ့သူဖြစ်နေတယ်ပြီးတော့တစ်ခုကကြတော့သူကသူကဒီ energy ဆိုလို့ရှိရင်က iris iris မြင်ရတယ်เนาะဒီ iris sign ဆန်ဒီ fire sign ထဲမှာမြန်နော်ပြီးတော့ဒီလူကအင်းဒီလူကလေသူများယုံကြည်ရတဲ့ထဲမှာပါတယ်သူများယုံကြည်ရတဲ့သူဟိုတကယ်ဒီတိစာတည်တဲ့သူဖြစ်နေနိုင်နော်ပြီးတော့တစ်ခုကကြတော့အင်းဒါသူတို့ပေါ့နော်တကယ်လို့ဒီ energy နဲ့တစ်ချက်ချက်ကိုက်ညီမယ်ဆိုလို့ရှိရင်လေ ထပ်ပြီးဖွင့်ကြည့်လို့ရတယ်เนาะဒါမင်းတို့သူတတိယနေတဲ့လူဖြစ်နိုင်တယ်เนาะဒီလူကမင်းတို့ကိုတွေးနေတဲ့သူပါသူကမင်းတို့တွေးနေတဲ့သူပါမင်းတို့ရဲ့တွေးနေတဲ့ဒီဟွာနဲ့ kait လားမသိတော့အသက်ကကြတော့လေငယ်မဲ့ပုံတော့မပေါ်ဘူးเนาะအသက်ငယ်မဲ့ပုံတော့မပေါ်ဘူးအသက်ကကိုယ့်ထက်ကြီးနေနိုင်တယ်နေရာတစ်ခုရောက်ပြီးသားသူဆိုတော့လေအမ်အသက်တွေကကြတော့ပြောကြမလို့တော့ပါဘူးကိုထက်အများကြီးတယ်ငါနဲ့အထစ် သုံးနှစ်နဲ့အထက်ငါးနှစ်နဲ့အထက်အလောက်တော့ရှိမှာနော်အဲ့တော့ဒီဒီအချက်တွေနဲ့ကပ်ညိမယ်ဆိုလို့ရှိရင်ဆက်ကြည့်ပေးမယ်နော်음သူရဲ့ယင်တွေကခံစားချက်ကပါလေဆိုတော့မင်းတို့ ਨੇ ပတ်သက်ပြီးတော့သူရဲ့ယင်တွေကခံစားချက်မင်းတို့စီမှာလေအခုလောလောဆယ်မှာသူလာဖို့ဆိုတာထက်လေသူခံစားချက်ကနောက်ဆုတ်တန်နောက်ဆုတ်ထားတဲ့အနေထားမျိုးတွေ့ရနော် အရင်တော့လေသူခံစားချက်လို့သူဖုံးကွယ်ထားတယ်နော်တခါတခါကြတော့လည်းဖုံးကွယ်လို့မရဘူးတလားခံစားချက်ဖုံးကွယ်ပေမဲ့တခါတလားကြတော့လည်းဖုံးကွယ်လို့မရဘူးအာကိုသူရဲ့သူရဲ့သူရဲ့ဟိုဆဲရော့ဖုံးကွယ်လို့ရမယ်ဒါပေမဲ့မျက်နှာအမုံရနေဒါဆိုလို့ရှိရင်တော့ဖုံးကွယ်လို့မရအောင်နော်တချို့တလေကြတော့လည်း तू ကအဲ့လိုမျိုးလက်ထွက်ပြီးတော့ तू နောက်ဆုတ်နောက်ဆုတ်လိုက်တဲ့အနေအထားမျိုးမှာတွေ့ရနော်တချို့လူတွေအတွေ့အကြုံတော့ဘာဖြစ်လို့ဆိုရင် ဒီဟာတွေကိုသူဒီဟာကိုငါငါဆက်မလုပ်သင့်တော့ဆက်မယူသင့်တော့ဘူးဆိုတော့ခံစားချက်မျိုးပေါ့တချို့လူကြတော့လေငါအဆင်သင့်မဖြစ်သေးဘူးငါငါလုပ်စရာရှိတာဆက်လုပ်မှာဆိုတော့ဟာမျိုးပေါ့နော်တခြားလိုင်းကိုရွေးသွားတာပေါ့နော်အဲ့လိုပြောချင်တာသူရင်တရားခံစားချက်ကြလေလာလာချင်းပေမဲ့တခြားဟာရွေးချယ်နေရတာမျိုးပေါ့နော်ဘာကြောင့်များသူ့ကိုအဲ့လိုဖြစ်စေရတယ်လုပ်နေရတယ်နော်ဘာတော့မှသူအဲ့လိုဖြစ်နေရတာလေရှင်။အော် သူ့မှာလေတာဝန်ယူရတဲ့အရာတွေအများကြီးရှိတာနော်တာဝန်ယူရတဲ့အရာဆိုတော့ကျွန်တော်အလုပ်အကန်ငွေရေးချေးရေးပြီးတော့ဒါမှမဟုတ်မင်းသားစုအရေးကိုတာဝန်ယူစီမံခန့်ခွဲနေရတာမျိုးတွေကြောင်းမလို့သူအဲ့ဒါကိုလေမင်းတို့စီကိုမလာနိုင်သေးတာနော်သူကကြတော့လေဒီလူကြီးရဲ့ energy အများကြီးတွေ့ရတယ်အဲ့တော့လူကြီးရဲ့ energy များတဲ့လူဆိုတော့လေတချို့ကကြတော့မင်းသားစုစိတ်ထားတဲ့လူဖြစ်နေနိုင်နော်မင်းသားစုစိတ်ပြီးသားလူတွေများကိုယ်လာကြိုက်နေရလားဟင်တချို့ ။တချို့လေအဲ့တော့ तू ကကြတော့လေအဲ့နဲ့တောင်းဝင်ရတဲ့ຢာတွေများတယ်မဖြစ်သင့်ဖြစ်သင့်မဖြစ်သင့်တာတွေကိုအဲ့လိုမျိုးစိတ်ပူပဲနေရတာများတယ်ဆိုတော့ तू တခြားလမ်းကြောင်းရွေးတာမျိုးတော့တွေ့ရနော်။ပြီးတော့သူ့မှာအင်းဘာကြောင့်လဲဆိုတော့အဲ့ဒါပေါ့နော်။ तू စိတ်ထဲမှာဒီမဖြစ်တဲ့တဲ့ဘူးငါမလုံနိုင်သေးဘူးဆိုတာငါမလုံတဲ့နေဘူးဆိုတာရှိနေလို့ကိုသူနော်တခြားလမ်းရွေးတဲ့နာပေါ့နော်ဦးစားပေးတဲ့အရာကိုတွားပြီးဦးစားပေးနေတာတော့တွေ့ရနော် Every energy ကလည်းအရင် strong ဖြစ်တယ်နော် Every energy အရင် strong ဖြစ်တယ်တပတ်လူကြီးကတပတ်လူက Every ညာဖြစ်နေနိုင်နော် Fire sign တခုခုတရားပေါ့ဒါပေမဲ့ Every ကကြတော့ဒီ energy ကကြတော့အရင် strong ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ခုလောလောဆယ်မှာသူ့ရခံစားချက်ကိုယ့်ဘဝဘယ်လိုမျိုးလဲခုလောလောဆယ်သူ့ရခံစားချက်ကိုယ့်ဘဝဘယ်လိုမျိုးလဲကိုယ့်ဘဝဘယ်လိုမျိုးရှိနေလဲတော့ ခုလောလောဆယ်မှာကျတော့လေသူစိတ်ညစ်စရာတွေကိုလေစိတ်ညစ်စရာစိတ်ဖိစီးစရာတွေကိုလေပြပြောက်ချင်တယ်ဗောနော်သူသူကိုပေါ်ပါတက်ပြီးတော့ကိုပေါ်မှာပါတက်ပြီးတော့ကိုကိုလေအများကြီးမတွေးစေချေဘူးရှင်းတာမျိုးတော့တွေ့ရတယ်ကိုလောက်နေပျော်နေလို့သူကအဲ့လိုမျိုးတွေဖြစ်နေစိတ်ထဲမှာတွေးတယ်ဗောနော်음အဲ့တော့เอ่อตัวလေตูเปဖြစ်ကိုပြည့်အရန်အရန်ဟိုကိုကိုထိတ်ခဲလောက်တဲ့ကိုကကိုလေအမ် ကိုကိုချစ်တဲ့လူမျိုးဖြစ်အောင်သူနေစေချင်တာပေါ့နော်ပြီးတော့သူ့ကိုသူလည်းသူပြန်ခရူးဆိုင်နေတယ်အဲ့လိုမျိုးပေါ့ဆက်ဖြစ်စီစရာတွေခဏထုတ်ပြီးတော့အဲ့လိုမျိုးပြော်အောင်နေချင်တယ်ဒါပန်းသူတခါတလေကြတော့လဲမင်းတို့လွမ်းတယ်တနာလဲတနာမိတာမျိုးလည်းတွေ့ရနော်အဲ့တော့မင်းတို့နေရရကန်းကြမှာဘယ်လိုလောက်များလမ်းတွေဖွင့်နိုင်မလဲအတားအဆီးတွေအရောပါလဲဆိုတာဆက်ဖွင့်ပြမယ်နော် မင်းတို့နေရာရဲ့ကံကြုံနာကဘတော်လောက်လိုင်းတွေဖွင့်ပေးနိုင်မှာလေအတားစီးတွေကဘာလဲဆိုတာကြည့်ပေးမယ်အတားစီးတွေကဘာလဲဆိုတာကြည့်ပေးမယ်နော်မင်းတို့နေရာရဲ့လမ်းလေဘတော်လောက်ဖွင့်မလဲဆိုလို့ရှင်ရင်တခြားအဆက်အသွယ်ရတဲ့လူတွေရှိရင်ဒါမှမဟုတ်ဒီကိုကူညီပေးတဲ့သူရှိရင်အဲ့ဒါလေလမ်းကြောင်းပွင့်သွားနိုင်နော်ကိုတရားရောက်တော့ ကိုရကိုလေတိုင်ပင်ဖို့တိုင်ပင်ဖက်တယောက်လျောက်လောက်ကလာပြီးကုညီပေးရင်ကိုအဆင်ပြေနိုင်တယ်လို့တွေ့ရတယ်ပြီးတော့တစ်ခုကကြတော့လေတစ်ခုကကြတော့อืมပြတော့အဲ့လိုမျိုးပေါ့ဒါတော့တိတ်တော့မကြဘူးเนาะသုံးတိတ်တော့မကြဘူးဆိုတာလည်းမဟုတ်ပါဘူးနည်းနည်းတော့ကြအောင်မယ်เนาะဒီဟာကကြတော့အမ်ဟုတ်တယ်သူကဘယ်တော့လဲပွင့်မလဲဆိုလို့ရှိရင်ဒီလူကအဲ့လိုမျိုးအများဆုံးကကြတော့လေ တလအင်းတလတော့ကြာအောင်မယ်နော်ဒါမှမဟုတ်တချို့လူတွေအတွက်ကြာတော့လေတနေ့တော့ကြာနိုင်တယ်အင်းဘယ်တော့လမ်းကြောင်းပွင့်မလဲပြောလို့ရှိရင်ဒီလူကညံကောင်းတယ်ထက်မြက်တယ်အဲ့တော့ဒီအခက်ခဲတွေကကြာတော့သူ့ကိုလူတိတဲ့လူများတယ်သူ့ကိုတိတဲ့လူများတယ်ယုံကြည်တဲ့လူများတယ်အဲ့ဒါကြောင့်မလို့သူပေါပေါ့ရပါတယ်ခုမှပေါပေါ့ရရမလုပ်တတ်ဘူးအဲ့တော့သူပါလေသူကဒီ ကိုယ့်ကိုပြန်ပြီးတော့ပြန်ပြီးတော့ဟိုဟာထိန်ချုပ်နေရတာမျိုးတွေတွေ့ရနော်လူတွေကိုအဲ့လိုမျိုးဝိလက်ကြောင့်ပါလှုပ်ပြီးတော့ကိုယ့်အကိုကိုဖြစ်နေတဲ့အတန်းလူတွေကိုအဲ့လိုမျိုးတခြားဟာတဲ့အယုတ်တွင်တာပေါ့နော်အဲ့လိုပြောချင်းတာ။ तू ကဒီလူတွေသိမှာဆိုလို့လည်းပါတော့ထင်တယ်နော်။အဲ့တော့ तू ကခဏနေညာရင်နဲ့တုံပြီးတော့ तू ဟိုအလိုမျိုးလှုပ်နေရသေးတယ်ပေါ့နော်။ဒါအခက်ခဲတွေအကြလို့လေ။ तू အဲ့လိုမျိုး ဘလောင်းကလည်းပြောတယ်လို့လည်းမပြောချင်ဘူးအဲ့တော့သူ့ကိုယုံကြည်တဲ့လူသူ့လေစားတဲ့သူတွေသူအဲ့လိုမျိုးတွေဖုံးကွယ်ထားတာမျိုးတွေဒါမှမဟုတ်ဒီစကားတွေနဲ့သူကစကားတက်တက်ချင်မှပါတယ်စကားကြွယ်တဲ့ချင်မှပါတယ်ဆိုတော့ညာလည်းကောင်းတယ်ဆိုတော့အဲ့လိုမျိုးဝေလက်ကြောင့်ပတ်လို့ပြောလူတွေကိုအဲအယုတ်တွင်းတာပေါ့နော်လူတွေမရဲမိအောင်တတိမထားမိအောင်အဲ့ဒါမျိုးတွေအဲ့ဒါအခက်ခဲတွေရှိရတော့အဲ့လိုအခက်ခဲတွေကသူကလေအတိုက်ခတ်ရင်လည်းများတယ် ဒီလိုဖြစ်လာဖို့ကလေတခုခုလှုပ်ဖို့ဆိုတာလေအတိုက်ခတ်များတယ်ဆောက်ကြည့်တဲ့လူတွေလည်းရှိတယ်အဲ့တော့ဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတာတော့အဲ့ဒါအဲ့ဒါမဖြစ်နိုင်သေးဘူးဆိုတဲ့အနေအထားမျိုးမှာတွေ့ရတယ်เนาะဒါဆိုလို့ရှိရင်မင်းတို့နှစ်ယောက်ကတနေ့တစ်ချိန်မှာထပ်ပြီးဆုံရမလားပေါင်းဖက်ရမလားဆိုတာကြည့်ပြန်နော်အဲ့တော့နင်တို့တွင်းနေတဲ့သူနဲ့ကပေါင်းဖက်ရမှာလားထပ်ပြီးရွှေရမှာလားဆိုတော့အကြည့်ပေးမယ် အရန်ကို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 နော်သူကထပ်ပြီးတော့ဆုံရမှလားဆိုလို့ရှိရင်လေထပ်ပြီးတော့ဆုံရနိုင်နော်သူရဲ့သူရဲ့ဟိုဟာမျိုးသူရဲ့ဒီအရန်အဲ့လိုမျိုးပေါ့ကြော်စရာကောင်းတဲ့အဘဝအခြေအချိုးကွေးတစ်ခုပြောင်းလဲသွားနိုင်ပြီဆိုလို့ရှိရင်မင်းတို့စီရောက်လာနိုင်မှာနော်အဲ့လိုမျိုးမင်းတို့ပျော်ထားနိုင်မှာပြီးတော့မင်းတို့လိုချင်တဲ့အဖြစ်လဲ ရမှာပေါ့အဲ့အဲ့ဒီအချိန်မှာဆိုလို့ရှိရင်မင်းတို့သူအဲ့လိုမျိုးလိုချင်တဲ့အရာပေးလိုက်မှာပေးလိုက်မှာပေါ့နော်မင်းတို့ဒီအဲ့လိုမျိုးမလိုပြောမလဲမတေချာတာဒီမပေးတော့ဘူးအဲ့ဒီအချိန်မှာဆိုလို့ရှိရင်မင်းတို့သူသူဟိုဟာဖြစ်လိုက်မယ်သူမင်းတို့အတွက်တောင်းဝန်ယူပေးလိုက်မယ်ပျော်အောင်ထားပေးလိုက်မယ်အဲ့လိုမျိုးတွေတွေ့ရနော်ဒါဆိုလို့ရှိရင်မင်းတို့မင်းနဲ့သူနဲ့က ထပ်ပြီးတော့စုံရမ်းနိုင်နော်ထပ်ပြီးတော့စုံရမ်းနိုင်တယ်ပျော်ရွှင်စရာဖြစ်တဲ့အခက်တိုက်တစ်ခုကိုဖန်တီးရနိုင်လိမ့်မယ်နော်ဒါကမင်းတို့ရဲ့ energy ပါဒါကတော့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲနော်တချို့လူတွေအတွက်ကတော့ energy ကြိုက်ချင်မှကြိုက်လိမ့်မယ်နော်အဲ့ဒါကြောင့်မလို့အရင် serious ရမှာဖြစ်ပါနဲ့နော်တချို့အရာတွေကြောင့်လည်းကိုပစ်ထားတဲ့နဲ့ video ဒီ video မှာပဲမကောင်းတဲ့ energy တွေမယူကြပါနဲ့လို့ကောင်းတဲ့ဟာတွေပဲယူကြပါလို့အားလုံးပဲတတား